မင်္ဂလာပါခင်ဗျာရွှေညာမြေကကြိုဆိုပါတယ်ကျွန်တော်ရွှေညာမြေရဲ့စာရေးဆရာပေရင်ဆရာဆရာညင်းမြတ်မပြည့်ရဲ့တဏိတာကံမြင့်ရရာကံမြင့်ဟောစတန်များကိုနားထောင်မှတ်သားလှုပ်ဆောင်တဲ့အတွက်အကျိုးများစွာရရှိတယ်လို့ကြားသိရတဲ့အတွက်များစွာဝမ်းသာမိပါတယ်ခင်ဗျာကျွန်တော်ရွှေညာမြေပြည်သက်ကြီးအတွက်ဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုစောလင်းစွာသိရှိနိုင်ဖို့ညပိုင်းကလေးကထုတ်လွှင့်တင်ဆက်ပေးနိုင်ရန် ရွှေညာမြေဖွဲ့သားများကပြင်ဆင်နေပြီဖြစ်ပါကြောင်းတရင်ကောင်းပါအပ်ပါတယ်ခမညာရွှေညာမြေပြည်သက်ကြီးတဏိတာပင်မန်းနွမ်းနေသည်မြတ်ကိုတခဏတာပန်းတော်ဖြည်ချိန်မှာဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုမတနာဆင်ပြီးနေ့တင်မှာစိတ်တည်လူတည်ခွန်အားတည်တည်နဲ့လုပ်ငန်းဆောင်တာများအဆင်ပြေပြီးစီရင်ယရနာများ ူပါပါစီကြောင်းစုမုံကောင်းတောင်းအပ်ပါတယ်ခင်ဗျာမင်္ဂလာပါဗျာကျန်ချင်းမြန်မာပြည်ပါဒီတစ်ပတ်23ရက်5လ2025တောက်ကြနေ့ဖြစ်ပါတယ်ဗျာဒါကြောင့်23ရက်5လ2025တောက်ကြနေ့ရဲ့တဏိတာကံကြမ္မာများကိုတင်ပြပေးသွားမှာဖြစ်ပါတယ် ဒီတစ်ပတ်ကတော့အိုးဝင်လောက်ကိုင်းနဲ့ပတ်သက်တဲ့တောက်ကြနေမှာတော့အိုးဝင်လောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စမှာကိုယ့်ရဒေတာမှုတွေတခြားရဒေတာကိုသွားရောက်လောက်ကိုင်းရတဲ့ကာလမျိုးတွေဖြစ်ပါတယ်ကိုယ့်ရကိုယ့်ဒေတာမှာတော့ကိုယ့်ရမျောမန်းတဲ့လောက်ကိုင်းငွေကြီးနဲ့ပတ်သက်မှာရွေမျောမန်းသလိုမဖြစ်တတ်ဖြစ်နေကိုယ့်ရဒေတာမှုတွေတခြားနဲ့မှာငွေကြီးနဲ့ပတ်သက်လို့ပြည်သူချင်းအလောက်ကိုင်းနဲ့ပတ်သက်တဲ့အောင်မျိုးကြွကြခြင်းမှာဖြစ်ပေါ်တဲ့ကာလမျိုးဖြစ်ပါတယ်ဒါကြောင့်အိုးဝင်လောက်ကိုင်းနဲ့ပတ်သက်တဲ့အစီအမပြရတဲ့ပုဂ္ဂိုလ်အားလုံးတို့ဒီမရာရာဟုတောင်းအနောက်မြောက်တောင်းလက်ဘောပင်လေးကိုကိုင်းပြီးမှဆူတောင်း အတင်ဘောပင်လေးရန်လုံးကမကောင်းဘူးပြာလုံးကကောင်းခြင်းနဲ့ဒါကြောင့်လုံးကနေနဲ့ပတ်သက်တဲ့အဆင်ပြေအောင်အတင်ဘောပင်လေးအကူညီပေးပါဆိုတဲ့အကြောင်းတောက်ကြနေမှာဖြင့်အလုတ်ကိုင်နဲ့ပတ်သက်တဲ့အဆင်မပြေကြတဲ့ပုဂ္ဂိုလ်များအလုတ်ခေါ်သားတွေနဲ့ပတ်သက်လို့မရရှိတဲ့ပုဂ္ဂိုလ်များနိုင်ငံကိုလုံးကိုင်နဲ့ပတ်သက်လို့သွားရောက်ခြင်းတဲ့ပုဂ္ဂိုလ်များအိမ်ဆောက်ခြင်းတဲ့ပုဂ္ဂိုလ်များအိမ်နဲ့ပတ်သက်တဲ့အခက်အခဲတဲ့ပုံကူများအားလုံးတို့ဒီရာဦးတောင်နောက်မြောက်တောင်လဲဘောပင်လေးကိုကိုင်းပြီးတော့ ဆူတောင်းမှာအတင်ပုတ်ပလီရဲ့ကျွန်တော်လုပ်ငန်းကောင်းခြင်းနဲ့အိမ်ကောင်းခြင်းနဲ့အိမ်ကြီးဆောက်ခြင်းနဲ့အိမ်ကူညီပေးမဲ့တွေလာခြင်းနဲ့နိုင်ငံခြားသွားခြင်းနဲ့အလောက်ကနေပါတဲ့ခေါ်တာလေးတွေမြန်လာအောင်ကူညီဆောက်ချောက်တော်မူပါဆိုတဲ့အကြောင်းတောက်ကြနေမှာဖြင့်ရာဥတော်နောက်မြောက်တော်လက်ပြီးပေါ်ပလီကိုင်းဆူတောင်းခြင်းရင်တင်းတော့မှာပိတ်ဆို့နေအိုးရင်လောက်ကိုင်းများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်။မန်းနီပတ်သက်တဲ့ပတ်တယ်မှာကိုကြီးထင့်ငေါ်ပြီးတော့ယာယီလွဲချုံလို့ပြစ်တတ်တယ်။ကိုယူရမြုံမှန်းတယ်လို့မရတတ်ပါဘူးဗျာ။ဒါကြောင့်ငွေကြီးနဲ့ပတ်သက်တဲ့အစီအမပြေကြတဲ့ တောက်ကြနေမှာဖြင့်ပုဂ္ဂိုလ်အလုံးတို့သည်စနေတော့အနောက်တောင်တောင်လှည့်မိမိရဲ့နှာခေါင်းထိပ်ကလေးကိုလက်ကလေးနဲ့ထိပြီးမှဆူတော့အဲ့ဒီနှာခေါင်းထိပ်ကလေးရဲ့သူများတဲ့နှာတပြားတန်ကျင်လို့ပါဗျာဒါကြောင့်ကြောင်ကိုကြီးနဲ့ပတ်သက်တဲ့ကိစ္စမှာကျွန်တော်ပြီးကျင်တာဘလောက်ရကျင်တာဘလောက်ကျွန်တော်လူကျင်တာဘလောက်ကျွန်တော်ပြီးရန်ရန်ဇာလေးကိုအစင်ပြင်းနေဗျာဒါကြောင့်ပြီးရန်ရန်ဇာလေးကိုအစင်ပြင်းအောင် အတင်နှာခေါင်းတစ်ကလေးကကျွန်တော်မှာပိတ်ဆိုနေတဲ့ငွေကြီးများအများဆုံးအစင်ပြောင်းကုညီစောက်ကြောက်တော်မူပါဆိုတဲ့အကြောင်းလေးသေးစားစားနဲ့စနေတော့အနောက်တောင်တော့လှဲ့နှာခေါင်းတစ်ကလေးကိုလက်ကလေးနဲ့ထိထိပြီးမှဆူတောင်းမယ်ဆိုရင်တင်းတော့မှာပိတ်ဆိုနေတဲ့ငွေကြီးများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်စိတ်တွေပျော်လားဆိုပြောပါတယ်အစိတ်တွေအစင်ပြေလားဆိုပြေးပါတယ်ငွေကြီးနဲ့ပတ်သက်လို့အစင်ပြေလားဆိုပြေးပါတယ်ဒါပေမဲ့တကယ်ပြေးလားလားဆိုမပြေးသေးပဲနဲ့ ဤလေလေဖြစ်နေတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာเนาะကိုယ်စိတ်ထဲမှာကိုသွားခြင်းနဲ့ခီကိုပြောခြင်းနဲ့စကားကိုလုပ်ခြင်းနဲ့ကိစ္စကိုကိုနဲ့ပတ်သက်တဲ့နိနေဆက်တဲ့မန္တီတိတ်အလိုမကျမှုကိုဖြစ်ပေါ်နေတာဖြစ်တဲ့အတွက်အဲ့ဒီအလိုမကျမှုတွေပြပြောက်ခြင်းနဲ့ဆင်းတော့စနေတော့အနောက်တောင်တောင်လှက်ရေးလေးကိုတောင်းအောင်ပြီးမှဆူတောင်းအတင်းရေးလေးရဲ့ကျွန်တော်စိတ်တင်းညစ်နေတယ်ကျွန်တော်လုပ်ကဲမကောင်းဘူးဗျာအလုံးမှာဖြစ်ပေါ်တဲ့ပတ်သက်နဲ့ပတ်သက်လို့အဆင်မပြေဘူးကျွန်တော်ကြွေးရပြီးတရားကြီးတယ် ကျွန်တော်ရက်စရာလေးရှိတယ်ပြီးရင်ရက်စရာလေးတွေဆင်းပြေးခြင်းနဲ့ဗျာကျွန်တော်ကားလေးကိုဝယ်ခြင်းနဲ့ခြံဆိုင်ကလေးလေးဝယ်ခြင်းနဲ့အဲ့ဒီကိစ္စတွေနဲ့ပတ်သက်ပြီးကျွန်တော်စိတ်တွေညံ့နေတာအဲ့ကြောင့်အတင်းကြီးလေးကကျွန်တော်စိတ်ညံ့နေတဲ့ကိစ္စတွေငွေကြေးတွေဆင်းပြေးအောင်ပြီးရင်ရက်စရာတွေဆင်းပြေးအောင်လောက်ကန်တွေဆင်းပြေးအောင်ကားလေးတွေဝယ်နိုင်အောင်တိုက်ကလေးတွေမြေလေးတွေဝယ်နိုင်အောင်အတင်းကြီးလေးကကုညီစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းစိတ်ချမ်းသာပျော်ရွှင်စွာဖြင့်စနေတောင်းအနောက်တောင်းတောင်းလဲရေလေးတစ်ခွက်လောက်တောင်းပြီးမှဆူတောင်းလိုက်ဆက်ပါဗျာ သင်ရဲ့စိတ်ချမ်းသာပျော်ရွှင်မှုများအများဆုံးရရှိမှာဖြစ်ပါတယ်။နော်အဲ့ဒါလေးဒါကြောင့်စိတ်ညစ်နေတဲ့ပုဂ္ဂိုလ်များတောက်ကြနေမှာဖြစ်စနေတော့နောက်တောင်တောင်လဲရေးလေးတောက်လိုက်သမှာဗျာ။သင်မှာပိတ်ဆို့နေတဲ့ကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်။ကိုယ်နဲ့နင်းဆက်တဲ့တိလူယောက်ျားတွေအောင်မြင်နေအဲတော့ဆိုတောင်ရောက်တောင်ဆိုမြောက်ရောက်ရှေ့ဆိုနောက်ရောက်အဲကိုရရှိရမယ့်နေရာမရှိဘဲနဲ့အဲ့လိုဖြစ်နေတာပြီးတော့မိမိထင်းရဆိုင်တတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်။ လူယောက်ျားတွေတက်ပြက်နေပါတယ်တဲ့ဒါကြောင့်လူယောက်ျားတွေတက်ပြက်နေလူယောက်ျားတွေအဆင်ပြေခြင်းတဲ့ဆိုရင်စနေတော့အနောက်တောင်တောင်လက်မိမိရဲ့နေရာကလေးကိုဆွဲပြီးမှဆူတောင်းအမားရှိရင်ကြည်တဲ့လူယောက်ျားတွေအမားတွေနဲ့ပတ်သက်လို့ဒီမှာကြုံသွားဖြစ်တဲ့အတွက်စနေတော့အနောက်တောင်တောင်လက်နေရာကလေးကိုဆွဲပြီးမှဆူတောင်းအသင်နေရာကလေးရဲ့အိမ်မှာရှိတဲ့လူယောက်ျားအဆင်မပြေဘူးအလုံးမလုံးဘူးအိမ်မှာမနေဘူးအိမ်မှာနေရင်ပြဿနာရှာတယ်အလုပ်ထဲမှာလုံကောင်းကောင်းမလုပ်ဘူးအလုပ်ထဲကိုမသွားဘူးအလုပ်ကပြန်လာတဲ့အခါငွေကြီးမပေးဘူး ။အာအိမ်မှာရက်တွေမူးနေတယ်။အာပစ္စည်းတွေယူပေါင်းနေတယ်၊ရောင်းနေတယ်။အဲ့လိုဖြစ်နေတဲ့ကိစ္စတွေအဆင်ပြေအောင်အတင်ရွယ်ကလေးကကိုညီဆောင်ကြပေါ်မူပါဆိုတဲ့အကြောင်းမှားရွေးနေတဲ့လူယောက်ျားလေးရဲ့အမားရှိအောင်ကြည့်အောင်မိမိရဲ့နေရွယ်ကလေးကိုဆွဲစနေတော့အောင်နောက်တောင်တော့လှည့်ပြီးမှသူ့တောင်းကြီးအပြင်လူယောက်ျားတွေမှာပိတ်ဆို့နေတယ်လွဲချောနေတယ် တန်မြအများဆုံးပွင့်လန်းသွားမှာဖြစ်ပါလေဗျာကိုသွားခြင်းနဲ့ဂီကိုပြောခြင်းနဲ့စကားအမှန်သွားခြင်းတို့သွားခွင့်ပြောခြင်းတို့ပြောခွင့်မရှိဘူးတဲ့မရှိဘူးတဲ့ဒါကြောင့်ခင်ဗျာလက်ဖက်အောင်မိမိရဲ့လက်ဖက်အောင်လေးတွေကိုဖိဖိပြီးမှစူတောင်းဆက်နေခြင်းတည်တည်စူတောင်းအောင်မှာဖြစ်ပါလေဗျာအသင်လက်ဖက်အောင်ကလေးရဲ့ကျွန်တော်မင်းနဲ့ပတ်သက်တဲ့ကိစ္စတွေသွားပြောမှာအဲ့ကိစ္စတွေအသိမြင်ခြင်းကျွန်တော်မှမိယာရီနဲ့ပတ်သက်လို့ဝေချင်တာမိယာရီဝေစင်တဲ့နဲ့ခွန်လန်းနေမပေါ့ဘူးအဲ့ဒါလေးတွေပေါ့ခြင်းနဲ့ကျွန်တော်ဘယ်မျိုးอ่ะဘယ်မျိုးပြောင်းခြင်းနဲ့ အပြောင်းရွှေ့နေပတ်သက်တဲ့ကိစ္စလေးတွေအဆင်ပြေခြင်းနဲ့ကျွန်တော်တော့ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေကလေးတွေကြောင်းထားတော့မှထားတဲ့ကြောင်းလေးတွေမှာအဆင်ပြေစေခြင်းအန်ဒီရဲ့ကင်းသိခြင်းနဲ့ဒါကြောင့်အတင်လက်ဖနောင်လေးကကျွန်တော်တို့မှာပိတ်ဆိုနေမင်းနဲ့ပတ်သက်တဲ့ကိစ္စအပြောင်းရွှေ့ရာထူးထူးနဲ့ပတ်သက်တဲ့ကိစ္စမြေယာရီနဲ့ပတ်သက်တဲ့ကိစ္စပညာရေးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအဆင်ပြေအောင်ကုညီစောင့်ရှောက်တော်မူပါဆိုတဲ့အကြောင်းမိမိရဲ့လက်ဖနောင်လေးကိုဖီးဖီးပြီးမှ အဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတဲ့ကိစ္စအများအမြန်ဆုံးပွင့်လန်းမှာဖြစ်ပါလေဗျာ။ညောပွင့်လန်းမှာဖြစ်ပါလေဒါကြောင့်ကျွန်တော်တို့မိမိရဲ့လက်ဖက်နှောင်းလေးတွေကိုဖိပြီးတော့မင်းနဲ့ပတ်သက်တဲ့ကိစ္စပညာရေးနဲ့ပတ်သက်တဲ့ကိစ္စအပြောင်းရွှေ့နဲ့ပတ်သက်တဲ့ကိစ္စဓာတူတူနဲ့ပတ်သက်တဲ့ကိစ္စလေးတွေကျွန်တော်တို့အဆင်မပြေပါဘူးဒါကြောင့်အဆင်ပြေခြင်းနဲ့လူကလက်ဖက်နှောင်းလေးကိုဖိပြီးမှဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတဲ့ကိစ္စများအမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါလေ။ဒါကြောင့်မိလူချင်းတဲ့ပုံကူများလက်ဖက်နှောင်းလေးကိုဖိ ဆက်နေချိန်ဖြင့်အဖိတဲ့ချိန်မပါဘူးဆူတောင်းတဲ့ချိန်ဆက်နေချိန်ဒီဒီဆူတောင်းခြင်းဖြင့်မြင်းနဲ့ပတ်သက်တဲ့ပညာရေးနဲ့ပတ်သက်တဲ့အရောင်းဝယ်နဲ့ပတ်သက်တဲ့ကိစ္စများအမြန်ပွင့်လန်းသွားမှာဖြစ်ပါတယ်။ကိုသွားခြင်းနဲ့ခီးရတခုသွားခြင်းနဲ့ရတာတခုပြောခြင်းနဲ့စကားတခုပြောနေရတခုအကုန်လုံးအထည်တွေကိုလွယ်လွယ်ချွတ်ချွတ်နဲ့ဖြစ်နေရတာဖြစ်ပါတယ်။ဒါကြောင့်လွယ်ချွတ်နေတဲ့ကိစ္စတွေတဲ့ခြင်းတော့စနေတော့အနောက်တောင်တော့လက်ဆက်လက်ကလေးကိုသားအောင်ပြီးမှဆူတောင်းအတင်ဆက်လက်ကလေးရဲ့ကျွန်တော်လေး ခီးတွေသွားခြင်းနဲ့အတော့ကျွန်တော်သွားတဲ့ခီးတွေအဆင်ပြေခြင်းနဲ့ပြောသောစကားတွေအောင်မြင်ကြောကြခြင်းနဲ့ကြောင်သွားတဲ့ခီးတွေအဆင်ပြေပြောသောစကားတွေအောင်မြင်အောင်အသင်ဆက်လက်ကလေးကကိုကြီးစောင့်ရှောက်တော်မူပါဆိုတဲ့အကြောင်းစနေတော့နောက်တောင်တော့လဲပြီးတော့ဆက်လက်ကလေးကိုတောက်ပြီးတော့ဆူတောင်းမယ်ဆက်လက်ကလေးကိုကိုင်းပြီးတော့ဆူတောင်းမယ်ဆိုရင်တင်းတော့မှပိတ်ဆို့နေရလွဲကြော်နေတဲ့ခီးစကားများအမြန်ဆုံးတက်မှတ်သွားမှာဖြစ်ပါတယ်ဗျာ ကိုသွားခြင်းကိုပြောခြင်းနဲ့စကားတွေကိုလှုပ်ခြင်းနဲ့ကိစ္စတွေထီထီပေါက်ခြင်းနဲ့ငွေတွေဆူလိုက်ပြုံလိုက်လှုပ်လိုက်ခွင်းလိုက်ဝင်ခြင်းနဲ့အန္တရာယ်ကင်းခြင်းနဲ့ပြဿနာတွေကင်းခြင်းနဲ့ဆိုရင်တော့နော်ကျွန်တော်တို့ရပြန်အင်္ကာတော့အရှိတောင်တော့လှည့်ရေးလေးသားအောင်ပြီးမှဆူတော့အတင်းရေးလေးကျွန်တော်ထီပေါက်ခြင်းနဲ့ဗျာ အာဒီဒီပေါ့အကူညီဆောင်ဒီမှာကျွန်တော်ငွေကြီးနဲ့ပတ်သက်တဲ့အစုလိုက်ပြုံးလိုက်လုံးလိုက်ခဲခြင်းနဲ့အစုလိုက်ပြုံးလိုက်လုံးလိုက်ခဲတဲ့တိုင်ကြောင့်ခွင့်စရာလေးပေါ်အောင်များဆုံးကူညီဆောင်ကြောက်ပါဆိုတဲ့အကြောင်းအင်္ကာတော့အရှိတောင်တော့လဲရေလေးတောက်ပြီးမှဆူတောင်းခြင်းအပြင်တင်းတို့မှာပိတ်ဆိုနေတဲ့အထီကံများအမှုခင်းများနော်အပြဒနာများဝေးကွာပြီးတော့ငွေကြေးများဆုလိုက်ပြုံလိုက်လုံလိုက်ခဲလိုက်ဝင်ရောက်ပြီးတော့မိမိလိုအပ်နေတဲ့ငွေများအများဆုံးဝင်ရောက်လာမှာဖြစ်ပါတယ်23ရက်6လ2000 25တောက်ကြနေဖြစ်ပါတယ်ဗျာတောက်ကြနေမှာကျွန်တော်တို့ရွှေညာမီမိသားစုရရေရံများကိုလွယ်လွယ်ကူကူပေးရနေတာဖြစ်ပါတယ်တောက်ကြနေကျွန်တော်တို့23နေမှာလွှင့်မယ်ဆိုရင်20နေနေညနေ6နာရီလောက်မှာကျွန်တော်စပြီးတော့ကြီးရှုလို့ရပါပြီတညနေစောပြီးလွှင့်တာဖြစ်ပါတယ်အထူးသဖြင့်၄နိုင်ခွဲ9နိုင်လောက်ကြီးမယ်ဆိုရင်မရပါဘူးကျွန်တော်ပုံနေတင်ထားတာဖြစ်တဲ့တဲ့ကျွန်တော်တို့တင်ထားရဲ့ YouTube ရဲ့အာကျွန်တော်တို့ဟိုဘယ်လိုခေါ်စီကံညာ6နိုင်ခွဲကြမှာကြီးလို့ရမှာဖြစ်ပါတယ် အဲကြောင့်6နိုင်မကွေးတွင်မှာမခွဲတွင်မှာကြည်ကြည်ရှုတယ်ပြုတ်တတ်တယ်ကြည်မရတာဖြစ်တဲ့အတွက်ဖွင့်မရတာမဟုတ်ပါဘူးကြည်မရတာမဟုတ်ပါဘူး6နိုင်ခွဲကျော်မှာကြည်လို့ရမှာဖြစ်ပါတယ်ဗျာကျွန်တော်တို့ရဲ့ YouTube ရဲ့စီကံကြီးက6နိုင်ခွဲမှာကြည်ရမှာဖြစ်တဲ့အတွက်6နိုင်ခွဲမှာကြည်ရှုခြင်းအပြင်သင်တို့မှာပိတ်ဆိုနေတဲ့ကိစ္စများအမြန်ဆုံးပွင့်လန်းပါသေးဗျာဒီနေ့တောက်ကြနေမှာဖြစ်စနေတော့အနောက်တောင်တော့လှည့်ပြီးတော့ထူးထူးခြားခြားပြရရာတွေပေးရနေတာဖြစ်ပါတယ်ငွေကြီးကိုလိုချင်တဲ့အစိုးရတော့ခမနှာခေါင်းတက်ကလေးကိုလက်ကလေးနဲ့ထိပြီးတော့ဆူတောင်းပတ်သက်နေဝင်လိုက်မယ် ခင်ဗျာအမတွေလူယောက်ျားတွေအမကျွလို့မကြောင်းတော့မိမိရဲ့နေရကလေးကိုဆွဲဆွဲပြီးမှစနေတော့အနောက်တောင်ဆွဲပြီးဆူတောင်းမယ်ဆိုရင်အမတွေကျွလို့တဲ့ကိစ္စတွေစင်ပြေသွားမှာဖြစ်ပါတယ်မိမိလိုအပ်တဲ့ကိစ္စတွေရှိရင်စနေတော့အနောက်တောင်တောင်လက်ဆက်လက်ကလေးကိုဂိုင်းချွင်ရင်လွဲချော်နေတဲ့ကိစ္စများအမြန်ဆုံးတက်မှပြန်ဖြစ်ပါတယ်ဗျာနော်အဲ့ဒါကြောင့်စနေတော့အနောက်တောင်တောင်ပြီးဆက်လက်ကလေးလိုရင်လွဲချော်နေတဲ့ကိစ္စတက်ပြီးရေးတော့ရင်တော့တင်းတော့မှပိတ်ဆို့နေတဲ့ကိစ္စများအမြန်ဆုံးပွင့်တယ်လို့နော် ဟာလာနယ်ရွက်ကလေးကိုဆွေးရင်အမရီကြီးမဲနှာခေါင်းလေးကိုထိနေသူများတွေနာတပြားတာပြီးတော့မိမိရဲ့အတောက်ကြံဒီမှာလုပ်ငန်းကံကံမှာအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်။ဒါကြောင့်23ရက်5လ2025တောက်ကြံဒီရဲ့တနေ့တာကံကြမ္မာများကိုတင်ပြပေးလိုက်ပါတယ်ဗျာ။အားလုံးကျေးဇူးတင်ပါတယ်။ဆရာကြီးမြန်မာပြည်ပါဗျာ။